โอเคပေါ့တော့โอเคအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီဗီဒီယိုလေးမှာလည်းကျွန်တော်ပြောပြပေးခြင်းအကြောင်းအရာလေးရတော့ဒါမျိုးဒါမျိုးမီးသီးတွေဘယ်လိုပြုပြင်မလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်တယ်ပေါ့နော်ဒါမျိုးမီးသီးအဲပြုပြင်နေပေါ့နော်ဒီမီးသီးလေးကသူ့ရဲ့ပြစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့တွေဒီခလုတ်ကိုနှိမ့်လိုက်မယ်ဆိုရင်မီးလေးကမင်မင်းလေးတို့လင်းနေတယ်ပေါ့နော်ဒီဒီမှာကျွန်တော်မီးလေးမှိတ်ပြမယ်ပေါ့နော်ဒီခလုတ်ကိုနှိမ့်လိုက်တော့ဒါမျိုးမင်မင်းလေးလင်းပါတယ်တိုင်းမလင်းပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့အား အာအာသွင်းတော့လေကျွန်တော်တို့အာမဝင်ပါဘူးအာသွင်းတော့လေအာမဝင်ဘူးဒါမျိုးမင်းမင်းလေးပဲလင်းနေပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာဖြစ်တာလဲဆိုတာကြည့်ကြည့်မယ်ပေါ့နော်ဒီပောက်ကနေအာအာသွင်းလိုက်တော့လေကျွန်တော်အာကိုကျွန်တော်တို့တော်တော်ကြောင်သွင်းတော့ပေါ့ကျွန်တော်ငားနိုင်တော့ကြောင်သွင်းတော့မှာဒီကနေပြတ်မလာဘူးပေါ့နော်အဲ့တော့ကျွန်တော်ဘာဖြစ်လာလဲဆိုတာကျွန်တော်ဖွင့်ကြည့်မယ်အရင်ဆုံးဖွင့်မယ်ဆိုရင် ကျွန်တော်ဖွင့်မယ်ဆိုကျွန်တော်တို့တွေဒါမျိုးကြောက်လေအပြားလေးနဲ့စီအချွန်လေးနဲ့ဖြစ်ဖြစ်ပေါ့နော်ဒီအဲတခါမှမဖွင့်ဘူးတဲ့မီဒီအစ်တွေမှာဆိုဒီလိုထိုးပြီးတော့ဒီလိုလေးလုပ်လိုက်ပေါ့နော်ဒီလိုလုပ်ဆိုဒါဆိုဒီအချိန်မှာဆိုကော်ရီကတ်ထားနိုင်တယ်ပေါ့နော်ဒီကောင်လေးကဒါဖွင့်ပြီးသားလေးရဲ့ဖွင့်ပြီးသားလေးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီကောင်လေးကဒါလေးလှက်လိုက်ကြတယ်ပေါ့နော်ဝေးဒါလေးလှက်လိုက်ကြပါလေဟုတ်ကဲ့ဖွင့်ပြီးသားလေးလို့ထင်တယ်ပေါ့နော်ဒါလေးလှက်လိုက်ကြပေါ့နော်သူကဒီဘေးမှာကျွန်တော်ကော်ရီကတ်ထားနိုင်အောင်နော်အဲ့တော့ကျွန်တော်ဒါမျိုးလေးအဲ့လိုလေးဒီအဆုံးဒီအောင်လို့ချစ်ပေးလိုက်ပေါ့နော်โอเค ကျွန်တော်တို့အရင်ဆုံးဒီနက်ကိုရင်ဖွင့်ကြည့်မယ်ဒီနက်ကိုဖွင့်လိုက်ပါတော့ကျွန်တော်ဒီနက်သူဒီစကူလေးနှလုံးပါတာပေါ့နော်စကူလေးနှလုံးပါပါတယ်စကူလေးနှလုံးပါတာကိုကျွန်တော်ဖွင့်လိုက်တယ်ဒီပြရတော့ဒီဘုံလေးကျွန်တော်ဒါမျိုးလေးလှက်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာကျွန်တော်ဗီဒီယိုလေးကဒါတိတ်မကြည့်ဘူးဆိုရင်ကျွန်တော်အဲဗီဒီယိုလေးကတိတ်မကြည့်ဘူးဆိုရင်ကျွန်တော်တောင်းမနေပေါ့နော်ကျွန်တော်ဒီကင်မရာလေးတိတ်မကောင်းတဲ့အတွက်ပေါ့နော် ီလေးစင်းနဲ့ပတ်သက်တဲ့ဘူးသူကရှိတဲ့တမျိုးဗီဒီယိုတွေကြည့်ရင်ကျွန်တော် channel ကို subscribe လုပ်ခဲ့လို့ရရပေါ့နော် subscribe လုပ်ခဲ့လို့ရပါတယ်ပြီးကြတော့ဒီဗီလို့အဆုံးထိကြည့်မိလို့ကြိုင်နေတဲ့လည်းကျွန်တော်ဒီဗီဒီယိုလိုက်လေးပေးခဲ့လို့ရပါတယ်ကျွန်တော်ဒါမျိုး follow လေးပါတယ်နော် follow လေးပါတယ်ကျွန်တော်ပေးပေးထားလိုက်မယ်โอเคကျွန်တော်ချာဒီကောင်ကျွန်တော်တင်တော့ဒီတက်ခဲရဖြစ်တဲ့ရှင်နေပေါ့နော်တက်ခဲရသူ အဲမဝင်တော့တာပေါ့နော်တကယ်ကအားသွင်းတော့ကျွန်တော်မဝင်တော့တာလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်မီတာလေးယူပြီးကျွန်တော်တိုင်ပြပေးမယ်ပေါ့နော် Okay နော်မီတာကျွန်တော်20မှာထားလိုက်တယ်ဒီမီတာလေးဒါကျွန်တော်တက်ခဲတိုင်းဒီ20ဖို့မှာထားပေါ့နော်20ဖို့ဟာဟာတိုင်းတာပေါ့ဒီတက်ခဲတစ်လုံးမှာဒါ4ဖို့ပဲရှိပေါ့နော်ဒါနှလုံးကသူက parallel ဆက်ထားတဲ့အတွက်ကြောင့်ဒီပိုးကတော့4ဖို့ပဲရှိမှာပေါ့နော် ampere ပဲပုံများသွားမှာပေါ့နော်ဒီတက်ခဲတစ်လုံးရဲ့ ampere တော့ကျွန်တော်လည်းမသိဘူးပေါ့နော် ကျွန်တော်လည်းမစစ်နေတော့ဘူးပေါ့နော်နှုတ်ပါဒီတခဲဒီပဲချမ်းတော့နှုတ်ပါနှုတ်ဘက်ကိုထောက်တယ်ပြရတော့ဒီတခဲဒီပဲချမ်းအပေါင်ပေါ့နော်ဒီအနီကျူလေးနဲ့လာတာပါအပေါင်အပေါင်ဘက်ကိုထောက်တယ်အမေ2.9မီတာတိုင်ခွဲကလေးကြီးပြပါ2.9697ဆိုတော့ဒါဆိုရင်3ဖို့3ဖို့နီးပါရှိတယ်လို့တော့ယူဆလို့ရပြီနော်ဒါဆိုရင်3ဖို့နီးပါရှိတယ်3ဖို့နီးပါရှိရပေါ့နော်3ဖို့နီးပါရှိတယ်ဆိုရင်ကျွန်တော်တို့ဒီဘက်ကသူ့ဒီကောင်လေးကဘယ်လိုဖွဲ့စည်းထားလဲတော့ကျွန်တော်ဒီဘက်တရားလက်ပြပြီးမယ်ပေါ့နော် Okay ဒီ neck လေးကြီးကျွန်တော်ချွဲပြပြပြမယ်ဒါမှကျွန်တော်ရဲ့ဒီကျွန်တော်ဗီဒီယိုကြည့်တဲ့ဒီပရိသတ်တွေဒါမှကျွန်တော်ရှင်းရှင်းလင်းလင်းလေးမြင်နိုင်တော့မြင်နိုင်မှာပေါ့เนาะ Okay ကျွန်တော်အဖုံးဖေးထားလိုက်တော့မယ်ဒီမှာဘာမှလည်းမပါတော့ဆိုတော့ဒီမြည်တဲ့ပြဿနာတော့ဒါမျိုးအလင်းမိန်ရဲ့ပြဿနာပေါ့နော်ဒီလင်းမိန်ရဲ့ပြဿနာကျွန်တော်လည်းဘယ်လိုဖြေရှင်းမလဲကျွန်တော်တို့တက်ခဲရတာကျွန်တော်တို့ဒီအဝင်ချာခြင်းလိုင်းပြတ်သွားတယ်ဆိုရင်တော့တက်ခဲရဒီသူ့ရဲ့ဒီ disk ချာခြင်းပဲရတယ်ပေါ့နော်ဒီ disk ချာခြင်းဆိုတာဒီတက်ခဲရပြန်သုံးနိုင်ရေပေါ့နော် တက်ခဲတွေပြန်သုံးလို့ရတယ်ဒီတက်ခဲတွေကိုပြန်သုံးလို့ရတယ်ပေါ့နော်ဒီတက်ခဲတွေကိုအားပြန်သုံးလို့မရတဲ့မျိုးတွေတက်ခဲမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုအားပြန်သုံးလို့မရတဲ့အနေအထားမျိုးတွေလေရှိနိုင်တယ်ပေါ့နော်ရှိနိုင်တယ်အဲ့တော့ကြောင့်ကျွန်တော်ဒီဘက်ထရီလေးလဲရမလားတော့ကျွန်တော်လည်းတက်မသိဘူးပေါ့နော်တကယ်တော့ဒီဖြစ်တာလေဒီဘက်ထရီကဖြစ်တာပေါ့နော်ကျွန်တော်အဲ့ဒါနဲ့ဒီမှာကျွန်တော်တက်ခဲမှာ3 4ရှိရယ်နော်အဲ့တော့ကျွန်တော် DIY ရိုးတွေကောင်းမကောင်းလည်းသိကြတယ်။ DIY ရိုး2ပင်ကိုကျွန်တော်တန်းလိုက်ပါတော့။ DIY ရိုး2ပင်က ဘယ်ဆက်ထားလို့ဒီအာသင်ပေါက်ပေါ့နော်အာသင်ပေါက်ရဲ့အောက်ပေါက်တိတ်တိတ်ကိုဆက်ထားပါတယ်အာသင်ပေါက်ရဲ့အောက်ပေါက်တိတ်တိတ်ကိုဒီဘက်ကိုအပေါင်းထားလိုက်မယ်ပြီးတော့ဒီဘက်ငုတ်ကလေးကိုအနှုတ်တင်လိုက်ပြီးတော့ငုတ်ကလေးမှာသရီးဘူးဆိုပြီးပြန်လာပြရတယ်ပေါ့နော်ဒီအာသင်ပေါက်လေးဒါကြောင့်ကောင်းတယ်ဒီတခဲနဲ့အာသင်ပေါက်နဲ့ကြားရမှာအပြက်လည်းမရှိဘောเนาะမရှိဘဲနဲ့ဘယ်လိုဖြစ်လို့လဲဒါကျွန်တော်တို့တခဲကပြက်တယ်ကျွန်တော်တို့ယူဆလို့ရတယ်ဘောเนาะအဲ့တော့ကျွန်တော်ဒီတခဲကအဲဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်သိချင်တဲ့အတွက်ကြောင့်ဒီတိုင်းချွတ်လိုက်မယ် ဒီတခဲကိုကျွန်တော်ဘေးခဏကတ်ထားလိုက်မှာပေါ့ကတ်ထားလိုက်မှာပေါ့နော်ကျွန်တော်ရှိမှဒီတခဲလေးရှိတယ်ဒီတခဲလေးကဓာတုဖိုးဖို့အပြည့်ရှိရပေါ့နော်ကျွန်တော်တိုင်းအောင်ပြရတော့လို့အဲ့လိုဖိုးဖို့အပြည့်ရှိတဲ့အဲ့လိုဖိုးဖို့အပြည့်ရှိတဲ့ဒီကျွန်တော်ဒီတခဲလေးတစ်လုံးနဲ့ကျွန်တော်စမ်းပြရမှာပေါ့နော်ခွခလုတ်ဖွင့်လိုက်မယ်ခလုတ်ဖွင့်လိုက်ဒီမှာလင်းထင်းအောင်တွေ့ရမှာပေါ့ဒါမျိုးလင်းထင်းအောင်တွေ့ရမယ်ဒီတခဲလေးဒါဖိုးဖို့ရှိပါနဲ့ လင်းနေရပြရမယ်အစမ်းတော့ကျွန်တော်ဒီတက်ကလေးကိုကျွန်တော်ရှင်းတာဒီအားသွင်းခြင်းပဲဗောနော်ဒီဗောနော်ကျွန်တော်ဒီမှာဒါမျိုးခုံလေးရှိရဗောနော်ဒါမျိုးခုံလေးနဲ့ကျွန်တော်ဒီတိုင်းလေးတက်ပြီးတော့အားသွင်းကြည့်လိုက်မယ်ဗောနော်ဒီဘက်ကပေါင်ဒီစပလင်လေးပါဒီဘက်ကနှုတ်နော်ကျွန်တော်ဥစားလည်းနည်းနည်းဖုံလေးနည်းနည်းတန်နေဗောနော်โอเคအဲ့ကြတော့ဒီဘက်ကိုဒီလိုဟွန်းဒီလိုတင်လိုက်မှာနော်ဒီလိုဆင်ပြီးတော့ဒီဘက်ကို လိုလိုစင်နာရီဒီတိုင်းမှာမီးစင်းကြီးလာနေတယ်ပေါ့နော်ဒါကျွန်တော်ကင်မရာတွေမလို့သိမမြင်ရတယ်မီးစင်းကြီးလာနေတယ်ပါလေမီးစင်းကြီးလာနေတဲ့ဆိုတာဆိုရင်ကျွန်တော်တို့ဒီကောင်လေးနဲ့ကျွန်တော်အားသွင်းကြည့်မယ်ပေါ့နော်ခေအားသွင်းမှာဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်နည်းနည်းကြော်လိုက်ပါမယ်โอเคပေါ့နော်ကျွန်တော်ဒီကောင်လေးကိုကျွန်တော်အားသွင်းကြည့်လိုက်တဲ့အခါမှာကျွန်တော်ဒီကျွန်တော်ရဲ့ဒီအားသွင်းကုန်းတွေအားသွင်းကုန်းတွေပြုတ်ပေါ့နော်ဒါဆိုရင်ပြက်နေတယ်လို့ကျွန်တော်ယူကြတယ်ဒီကောင်လေးကိုကျွန်တော်တို့အားပြန်သွင်းလို့မရနိုင်တော့ဘူးပေါ့နော်အားပြန်သွင်းလို့မရနိုင်တော့ဘူးဆိုတော့ကျွန်တော်အရင်ဆုံးဒီကောင်ကို ကျွန်တော်မသုံးတော့ဘူးโอเคဒီကောင်မသုံးတော့ဘူးကျွန်တော်ဒီကောင်တစ်လုံးနဲ့ပဲကျွန်တော်သုံးဖို့အဲစိတ်ကူးလိုက်တယ်ဗောနော်ဒီကောင်တစ်လုံးနဲ့ပဲကျွန်တော်သုံးတော့ပါမယ်အဲ့အဲ့အတွက်ကြောင့်ကျွန်တော်ဒီကျွန်တော်ကတော့ဒီတက်ပြီးသားဆိုတော့အဲဒီလိုလေး socket ကလေးပဲပြောင်းလိုက်ရင်ပဲဗောနော် socket ကလေးပဲပြောင်းလိုက်ရင်ပဲကျွန်တော်မိတ်ဆွေတွေမှာမတက်ကြတယ်ဆိုရင်ကျွန်တော်အကြံပေးချင်တာကကျွန်တော်မိတ်ဆွေမှာတက်ကြတယ်ဆိုရင်အရင်ဆုံးဒါမျိုးတက်ခဲနှလုံးနဲ့ဆက်မယ်ဆိုရင်ဒါမျိုးဒီအပေါင်းနဲ့အပေါင်းနဲ့ဆက်အနှုတ်နဲ့အနှုတ်နဲ့ဆက် နှုတ်နဲ့နှုတ်နဲ့ဆက်အပေါင်းနဲ့အပေါင်းနဲ့ဆက်ဆက်ပြီးတော့မှဒီကနေပြီးတော့ဒီနှစ်ခုတည်းကနေတစ်ခုကနေပြီးတော့ဒါမျိုးအပေါင်းကျိုးတစ်ခုယူဒီနှစ်ခုတည်းကဒီလိုဒါမျိုးအဖြူရောင်အားတိုင်အနှုတ်ကျိုးပေါ့နော်ဒီအနှုတ်ကျိုးယူပြီးတော့ဒီဒါမျိုးစောကက်ကလေးရဲ့အပေါင်းကျိုးနဲ့အနှုတ်ကျိုးဒီမှာဆက်လိုက်ပြုံမယ်ပေါ့နော်ဒါမျိုးတကယ်လို့ကျွန်တော်တို့ parallel နဲ့ series ဆက်တာဆိုပြီးတော့ရှိပါတယ်တကယ်လို့ကျွန်တော်တို့ကဒါကျွန်တော်တို့အငယ်တော့လို့ဒါမျိုးလေးကိုကျွန်တော်တို့ဒီကျွန်တော်တို့ဒီဘယ်လိုပြောရမလဲကျွန်တော်တို့ခန့် ငွေရဆိုကျွန်တော်တို့မော်တာတွေပိုင်းမှာလုတ်တယ်ဆိုကျွန်တော်တို့တခဲမော်တာတွေပိုင်းနဲ့ကျွန်တော်တို့အဲကစားတဲ့ခါမှာပေါ့နော်ဒါမျိုးတခဲနှလုံးစင်ဒါမျိုးဒါပြဒါမျိုးလေးပူတယ်ပေါ့ဒါဆိုရင် parallel ဖြစ်သွားပါပြီဒီကောင် CD ပဲ CD နဲ့ parallel ဆိုတခဲတွဲနေရနှစ်မျိုးရှိတယ်ပေါ့နော်အဲနှစ်မျိုးရှိပါတယ်နှစ်မျိုးရှိတာပေါ့မှာကျွန်တော်ရဲ့ဗီဒီယိုဒီ CD နဲ့ parallel အကြောင်းသိကျင်နေဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်ဖော်ပြပေးပေးတာမှာမယ်အိမ်မှာဝင်ကြည့်သွားနိုင်ပါတယ်ဝင်ကြည့်သွားနိုင်တယ်ပေါ့နော်သူကဒီ ဒီတကယ်တော့မျိုးပြောင်းပြန်လှန်လိုက်ပေါ့နော်ကြောင်းပြန်လှန်လိုက်ဒီအပေါင်းကဒီရောက်လိုက်ပေါ့နော်အဲ့ဒီကြောင့်ဒီနေ့ဒီနှုတ်နဲ့ဒီအပေါင်းနဲ့ဆက်မယ်ဆက်ပြီးတော့ဒီကဒီကနေပြီးတော့ဒီအပေါင်းကျူဒီဘက်ကအနှုတ်ဖြစ်သွားပြီပေါ့နော်ပြောင်းပြန်လှန်လိုက်တော့ဒီကနေပြီးတော့အနှုတ်ကျူယူပြီးတော့လေအဲ့ဒါမျိုးဆက်တဲ့အခါကျတော့စီးပြီပေါ့နော်ဒါဆိုရင်ဒီကောင်ပိုများလာမယ်ပေါ့နော်အခုကဒီကောင်ကဒီမဲ့အပေါင်းနဲ့ပေါင်းနဲ့ဆက်နှုတ်နဲ့နှုတ်နဲ့ဆက်တယ်ပြီးကြတော့ဒီကထွက်လာတဲ့ပိုသည်ဒါဘိုးကတော့ဒီတကယ်တလုံးပိုပဲရှိနေပေါ့နော်သူပိုကတော့ကျွန်တော်တို့ဒီတကယ်တလုံးပိုပဲရှိမယ်အမ်ဘီယာကတော့ အဲတောင်းလာမယ်ပေါ့နော်ကျွန်တော်တို့ကဒီလိုစီးရီးယားဆက်စီးရီးယားဆက်မယ်ဆိုရင်ကျွန်တော်အစတော့ပြောတဲ့အတိုင်းဒီကောင်ဒီရောက်မယ်ဆိုရင်အဲ့ကဒီကောင်ဒီရောက်ဒီနှစ်ခုဆက်ပြီးတော့ကျွန်တော်ဒီဒီဘက်ကအပေါင်းဒီဘက်ကအနှုတ်ကထွက်လာတဲ့ဘိုးဆိုရင်တော့ဘိုးကတော့နှစ်ဆဘိုးကတော့အဲသူတို့တကယ်နှလုံးစာဘိုးရသွားမယ်ဒါပေမဲ့ MP ကတော့တကယ်တလုံးစာ MP ပဲရမယ်ပေါ့နော်ဒါကတော့ကျွန်တော်ရတာ ဒါအကျမ်းပေါ့နော်ဒါအကျမ်းအနေနဲ့ပြောပြတာပါကျွန်တော်ရေဂုံသေးသေးကိုတည်နေဆိုရင်တော့ဒီ video နောက်ဆုံးမှာကျွန်တော် video တစ်ပုဒ်ဖော်ပြပေးထားပါမယ်အဲ့မှာဝင်ကြည့်သွားနိုင်ပါတယ် okay အဲ့မှာဝင်ကြည့်သွားနိုင်တယ်ပေါ့နော်ကျွန်တော်ပြီးကြရင်တော့ကျွန်တော်ဒီကောင်လေးကိုဖြုတ်ဖြုတ်ပြီးတော့ဒီ take ကလေးကိုခွာပြီးကျွန်တော်တက်ခဲတစ်လုံးကဒီနှလုံးတစ်လုံးမဖြစ်လောက်ဘူးလို့ကျွန်တော်ထင်နေပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်ဒီတက်ခဲနှလုံးတစ်လုံးတလို့ခြားခြင်းခြားခြင်းဆိုတာဒီအတွင်းအားပြန်အတွင်းလို့အတွင်းလို့မရတော့ဘူးဆိုတော့မဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့တော့ကြောင့်ကျွန်တော် မဖြစ်နိုင်လောက်ဘူးလို့ကျွန်တော်ထင်နေတယ်ဒီတိတ်ကလေးကိုကျွန်တော်ဒါလေးနဲ့ခွာပြီးတော့ဒီတလုံးချင်းခဲနဲ့စောဖြုတ်ပြီးတော့ကျွန်တော်ခဲနဲ့စောဖြုတ်ပြီးတော့ဒီတလုံးချင်းကျွန်တော်လိုက်ပြီးတော့စမ်းကြည့်လိုက်မယ်ဗျာကျွန်တော်အာသွင်းစမ်းအာသွင်းပြီးတော့စမ်းကြည့်လိုက်အောင်မယ်အိမ်မှာအဆင်ပြေတဲ့အလုံးနဲ့ဒီလုံးနဲ့နှလုံးပူပြလိုက်မယ်ဗျာအခုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာကျွန်တော်ပြည်သက်တွေနားလဲအောင်ဆိုပြီးဒီတခဲတလုံးနဲ့ပဲကျွန်တော်စမ်းပြလိုက်မယ်ဗျာ အခုကတော့ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပရိသတ်တွေလည်းဒါနားမလဲမှကြောက်လို့ပေါ့နော်ကျွန်တော်မှာပရိသတ်တွေအမှားကန်နေရှိရပေါ့နော်အမှားကန်တာကျွန်တော်ဗီဒီယိုတင်လိုက်တာနဲ့ကျွန်တော် view 20လောက်ရတာဒါကျွန်တော်ပုံမှန်တက်တယ်ပေါ့နော်ပုံမှန်တက်တော့ဒီ view 20ရတော့ဒါကျွန်တော်ရဲ့ပရိသတ်အမှားကန်တော့ကျွန်တော်ရှိပြီလို့ထင်တယ်ပေါ့နော်အခုဒီဗီဒီယိုရဲ့ဒီချိန်မှာတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်လေး view 20လောက်ရတာပုံမှန်တက်တယ်ပေါ့နော်ပုံမှန်တက်တဲ့အတွက်ကြောင့်ကျွန်တော်ကျွန်တော်ပရိသတ်တွေလည်းကျွန်တော်ဒီမီတာ3 view လေးနောက်ဗီဒီယိုမှာတင်ပေးမယ်ပေါ့နော်အိမ်မှာ မီဒီအခုနောက်နောက်လာမယ့်ဗီဒီယိုမှာကျွန်တော်ဒီမီဒီယာအသုံးပြုလေးတင်ပေးပါမယ်။ဒီမီဒီယာအသုံးပြုလေးကဒီကျွန်တော်ဒီဘိုတိုင်းကြီးရဲ့ဒီကောင် AMPR တိုင်းကြီးလို့တိုင်းအောင်တိုင်းကြီးလို့ကျွန်တော်တင်ပေးမယ်ပေါ့နော်။တင်ပေးမယ်ပေါ့နော်။ကျွန်တော်လည်းဒီမီဒီယာမသုံးတဲ့ခင်ကတော့သူများတွေမီဒီယာသုံးတယ်ကျွန်တော်လည်းဘာလို့သွားမှမသိဘူးပေါ့နော်။အဲ့လိုဖြစ်တယ်ပေါ့နော်။ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်တင်ပေးပါမယ်။မီဒီယာသုံးတဲ့သွားရင်ကျွန်တော်လေးရစစ်ကိုကျွန်တော်တို့သိချာလေ့လာနိုင်ပါတယ်။လေးရစစ်ကိုကျွန်တော်တို့သိချာလေ့နားလေသွားလောက်တယ်ပေါ့နော်။ တခြားအကုန်အလုံးစုံကြီးတော့မဟုတ်ပါဘူးအ ਨੇ ချင်းတော့တော့နားလဲသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်လာမယ့်ဗီဒီယိုမှာကျွန်တော်မီတာအသုံးပြုတင်ပေးပါမယ်ဟိုကျွန်တော်နောက်လာတဲ့ဗီဒီယိုတွေမှာကျွန်တော်ဗာဗီဒီယိုတွေတင်ပေးရမလဲဆိုတာလဲကျွန်တော်ရဲ့ဒီဒီဗီဒီယိုရဲ့အောက်က comment မှာကျွန်တော်တို့ရေးခဲ့လို့ရတယ်ပေါ့နော်ဒီအာမနာရဲ့ဝင်ရောက်ရေးသွားလို့ရပါတယ်ကျွန်တော်တက်နိုင်သေးပြီးတော့မိကျွန်တော်ရဲ့ဒီပရိသတ်တွေကိုကျွန်တော်တင်ပေးမယ်ပေါ့နော်ကျွန်တော်ပရိသတ်တောင်းဆိုတဲ့ဗီဒီယိုလေးကျွန်တော်တင်ပေးပါမယ်။โอเคအဲအဲ့ဒါဆိုရင်ကျွန်တော်တို့ ဒီမီဒီလေးဒီပြင်းလေးလေးကျွန်တော်တို့ပြန်စားလိုက်မှာပေါ့နော်ဒီဒီကောင်နဲ့တော့အကုန်လုတ်ပြီးသွားပါပြီကျွန်တော်တို့တွေဒီကောင်မီဒီကဘယ်လိုလုတ်ထားလဲဆိုတော့ကျွန်တော်တို့ဒီ clock ကနှစ်ချက်ပါတယ်ပေါ့နော်နဲ့ပထမတစ်ချက်ကဒင်းနဲ့ okay ပထမတစ်ချက်ကတန်းအားလင်းပြီးတော့နောက်တစ်ချက်ကမင်းမင်းလေးလေးနေပေါ့နော်အဲ့ဒါဘယ်လိုလုတ်လဲဆိုတော့ပထမတစ်ချက်ကဒီ battery တွေကလာတဲ့အားကိုပေါ့နော်သူ့ရဲ့ဒီ battery တွေကလာတဲ့အားကိုဒီမီဒီနဲ့တိုက်ရိုက်ကြွေလိုက်တာပါ ဒီခလုတ်နဲ့ဒီခလုတ်အကြောင်းပြီးကျင်နေဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ထပ်ပြီးတော့ကျွန်တော်နောက်ဆုံးမှာဖော်ပြပေးထားပါမယ်။ကျွန်တော်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်ဗီဒီယိုနှစ်ပုဒ်ဖော်ပြပေးမယ်ပေါ့နော်။ခလုတ်ကြောင်းတစ်ခု၊ဘက်ထရီရဲ့ series နဲ့ parallel 20ရဲ့တစ်ခုပေါ့နော်။ဗီဒီယိုနှစ်ပုဒ်ကျွန်တော်ဖော်ပြပေးထားပါမယ်။အဲ့မှာကျွန်တော်တို့ဝင်ရောက်ပြီးနှိပ်ပြီးတော့ဝင်ကြည့်သွားလိုက်ပါ။ Okay ကျွန်တော်တို့ဒီဥစ္စာလေးပြန်ဆားလိုက်အောင်။ဒီခလုတ်ကဒီဒီခလုတ်ရဲ့ပထမတစ်ချက်နှိပ်လိုက်တယ်ဆိုရင်ဒီဘက်ထရီထဲမှာရှိတဲ့ R နဲ့ဒီ medium တိုက်ရိုက်ဆက်ပေးတယ်ပေါ့နော်။ ဒီခလုတ်ရဲ့နောက်တစ်ချက်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီဘက်တရီရဲ့အပေါင်းကျိုးနဲ့မီဒီယာအပေါင်းကျိုးနဲ့တိုက်ရိုက်ဆက်လိုက်တယ်ဒီဘက်တရီရဲ့အနှုတ်ကျိုးနဲ့မီဒီယာအနှုတ်ကျိုးဆိုတော့ဒီ resistor တွေတလုံးခံတာပဲပေါ့နော် resistor တွေတလုံးခံတာလေဒီ resistor တွေရဲ့ block အုံးလဲဆိုတော့ကျွန်တော်မီတာနဲ့တစ်ချက်တိုင်းကြည့်လိုက်မယ်ပေါ့နော်ဒီတူရဲ့အုံးစကေးကျွန်တော်20ခေးမှထားလိုက်တယ်အုံးစကေးကျွန်တော်20ခေးမှထားပြီးတိုင်းကြည့်လိုက်မယ် ဒီ2အုံလို့ပြရတယ်တော့ကျွန်တော်ဒီ register လဲတာ200အုံလောက်တော့ရှိနေတော့ကျွန်တော်ထင်ပါတယ်အဲ200အုံလောက်တော့ရှိလောက်ပဲပေါ့နော် register လေးကပြက်တာတော့မပြက်ပါဘူးကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ဒီမီဒီတစ်ချက်ဖွင့်ကြည့်လိုက်တာ ਨੇ တားလင်းပြီးတော့နောက်တစ်ချက်ဒီနည်းနည်းမှိန်သွားတယ်ပေါ့နော်ဒီသူဒီမှာလဲဒါ register တွေပါတယ်ပေါ့နော်ဒီကောင်းလေးတို့ဒါ register လို့ခေါ်ပါတယ်ဒီကောင်းလေးတွေရဲ့အကျန်းအားဖြင့်တော့အကျန်းအားဖြင့်တော့ဒီကောင်းလေးဘာလုပ်လို့လဲဆိုရင်ကျွန်တော်တို့ဒီမီဒီကိုအလင်းအမိန်တို့ဒီဒီကောင်းလေးခံထားလိုက်တယ်ဆိုရင်ကျွန်တော်တို့ဘိုးက အပြီးမထွက်တော့ဘင်းနဲ့ဘိုးကနည်းနည်းယော့သွားတယ်ပေါ့နော်ဘိုးယော့ထွက်တဲ့အတွက်ကြောင့်ကျွန်တော်တို့မော်တာတွေပါဆိုရင်အဲပုံမှန်လဲတဲ့တဲနည်းနည်းနှီးသွားမယ်မိသီးတွေပါဆိုရင်ပုံမှန်လဲတဲ့တဲနည်းနည်းမှိန်သွားမယ်လို့နေရာမှာအလုပ်လုပ်တယ်ပေါ့နော်ဒီ resistor လေးကဒါဒီကောင်ကြတော့ဒါ UU resistor လို့ခေါ်ပါတယ်ကိုဒီကောင်ကြတော့သူကာလာလည်းပါတယ်ပေါ့နော်သူကာလာနဲ့ဒီကောင်အုံးဘလောက်ရှိလဲဆိုတော့ကျွန်တော်ဖတ်လို့ရပါတယ်ဒီကောင်ကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့မီတာနဲ့တိုင်းလိုက်ရတယ်ပေါ့ဒီကောင်ကြတော့သူ့ဘာမှခဏန်းလေးလေးပဲပါတယ်ပေါ့နော် ဒီမဲ့ကဏ္ဍလေးတွေရေးထားပါတယ်လို့သူဒီ register အဲ own ဖတ်တဲ့ software တွေမှာဒီ 1r8 ဆိုတဲ့စကားလုံးကြီးရိုက်လိုက်တာနဲ့ဒီကောင်ဘလောက် own လဲဆိုတာပေါ်တယ်ဗောနဒီကောင်ကျတော့ SMD register လို့ခေါ်တယ်ဗောနဒီကောင် register အသေးစားလေးပါတကယ်ဒါဆိုလဲဒီကျွန်တော်မိဒီကျွန်တော်မိဒီအကြောင်းကျွန်တော်ရှင်းပြရတာတော့ကျွန်တော်တော်တော်များပါပြီဗောနအခုကျွန်တော်ပြန်တက်တော့ပါမယ်ကျွန်တော်ဗီဒီယိုလေးလေးရှင်းသွားမှကြောက်လို့ပါဒါမျိုးဒီလိုအားသွင်းမိသည်ဒီပေါ့နော်ကြည်ရင်ဒီအကြောင်းသိခြင်းနေဆိုရင်ကျွန်တော်ရဲ့ channel ထဲမှာလာပြီးတော့ ကျွန်တော်ရဲ့ဒီ video ရဲ့ဒီ playlist ပါတယ်ပေါ့နော်အဲ့ playlist ထဲမှာဝင်ရောက်ပြီးတော့ကြည့်လိုက်ပေါ့နော်အဲ့မှာ midi ပြည်ပြင်းလေးကိုနှိပ်လိုက်တယ် midi ပြည်ပြင်းလေးဆိုတော့ကျွန်တော် playlist လေးတွဲပေးထားပါတယ်အဲ့ midi ပြည်ပြင်းလေးဆိုတာနှိပ်လိုက်တာ ਨੇ ကျွန်တော်ရဲ့ဒါမျိုးဒါမျိုး midi ဒါမျိုးအားသူ midi ပြည်ပြင်းလေးကြီးပေါ်လာလိမ့်မယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အဲ့တိုင်းလုပ်ပေးထားပါတယ်အဲ့မှာကျွန်တော်တို့အလွယ်တကူဝင်ရောက်ကြည့်လိုက်ပါတော့ကျွန်တော်ဗီဒီယိုကတော့ကျွန်တော်လေးဘောလောက်တော့ရှိနေပါတော့ဒါမျိုးပြပြနေလေးတင်ပေးထားတာတူကဘယ်လိုပြောရမလဲဆိုတော့ဒီဗီဒီယိုတဖို့လေးကြည့်လိုက်တာနဲ့ပေါ့နော်ဒီ မိသည်ရဲ့ပြက်တဲ့ဖြစ်တဲ့ပြဿနာဒါမျိုးတစ်ခုတည်ပါပြီနောက်ပြီးတော့တပုတ်ကြီးရဲ့နောက်တဲ့တစ်ခုထက်တည်မယ်အဲ့လိုပုံစံမျိုးအနေနဲ့ကျွန်တော်ပြောပြတာပါတပုတ်ထင်းနေရတော့ဒီမိသည်ပြုပြင်ဒီကိုအဲဒီမိသည်ပြုပြင်ဒီကိုတားကျွမ်းတော့အောင်လည်းမတက်နိုင်ဘူးပေါ့နော်ဒါတားကျွမ်းတော့လည်းမသိနိုင်ဘူးနော်ကျွန်တော်တို့လည်းမသိပါဘူးဗီဒီယိုလေးအဲလေးပုံငါပေါ့အဲ့လိုကြီးတော့မှအဲ့ကြမှာသူ့ရဲ့ဖြစ်တဲ့လက္ခဏာတွေအများစုသိလာပြီးတော့ကျွန်တော်လည်းနောက်ကြမှာကျွန်တော်လည်းသိလာတာပေါ့နော်ဘုကျွန်တော်ဒီမိတ်ပရိသတ်တွေလည်းဒါမျိုးဝါသနာပါတဲ့သူတွေရှိရင်လည်းဒါမျိုးကျွန်တော်တို့လို့လေ့လာပေါ့နော် okay ဒီကောင်လေးကိုကျွန်တော်ပြန်တဲလိုက်မယ်ဒီနေမှာဒီနေမှာပြန်ထည့်တဲ့နေရာကြရင်ကျွန်တော်တို့ဒီဒါမျိုးစာကိပုတ်ကလေးကိုအရင်တက်ကြမယ်ပေါ့နော်ဒီကောင်လေးကိုစာကိပုတ်လို့ခေါ်ပါတယ်ကျွန်တော်တို့ဒီကလုတ်တွေစီကျွင်တော့ကျွန်တော်လည်းမပြင်တတ်ဘူးပေါ့နော်ကျွန်တော်လည်းမပြင်တတ်ပါဘူးဒီကလုတ်တွေစီကျွင်ရင်ကျွန်တော်တို့တွေအစ်တလဲလိုက်ပေါ့နော်ဒါမျိုးကလုတ် ဒါမျိုးကလို့အသေးလေးလိုက်ပါအသေးမလဲခြင်းဘူးဆိုရင်ကျွန်တော်တို့တွေဒီထဲအုံးစီလေးပါလေးထည့်ပြီးတော့အုံးစီလေးဖြစ်ဖြစ်ဆက်စီလေးဖြစ်ဖြစ်ထည့်ပြီးတော့ကျွန်တော်တို့တွေစမ်းကြည့်ပေါ့နော်โอเคဓာတ်စီတို့ပါတော့သွားမထည့်ရဲပေါ့နော်ဓာတ်စီတို့ထည့်ရင်တော့မကောင်းပါဘူးအုံးစီလေးပါလေးလို့ထည့်ပြီးပြီးတော့အဲ့လိုကလုတ်ကလေးကိုနှိပ်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့တွေဒီလိုအုံးစီလေးထည့်ပြီးလိုက်တယ်ဆိုရင်ကျွန်တော်တို့စီကျွန်းတဲ့ပြဿနာကတော့ကျွန်တော်တို့ဖြေရှင်းရရောက်တယ်ပေါ့နော် equity view တွေမှာကြည့်ရသေးတယ်လေကျွန်တော် channel လေးကို subscribe လုပ်ပေးပါလားကျွန်တော်လေတောင်းဆိုခြင်းနဲ့ပေါ့နော် subscribe လုပ်တယ်ဆိုရင်ကျွန်တော်တို့လည်းကျွန်တော် subscribe ဦးရေပုံများလာမယ်ကျွန်တော်ရဲ့ဒီမိတ်ဆွေတွေအတွက်လည်းကျွန်တော်ရဲ့ဒီ layer set channel လေးရာနေပြီးတော့ layer set ပို့ပြီးတော့တင်ပေးနိုင်မှာပေါ့နော်ကျွန်တော် layer set video တွေတင်နိုင်မိတ်ဆွေလည်းကျွန်တော်အလွယ်တကူတီးတော့ကျွန်တော်တို့ဝင်ရောက်ပြီးကြည့်ရှုနိုင်နေပေါ့နော်ဝင်ရောက်ပြီးကြည့်ရှုနိုင်ပါလေဒီကောင်းလေးကိုကျွန်တော် ဒီချာနေရာကြတော့ချာပြီးရပါတော့နေရာကြချာပြီးရချင်ကျွန်တော်ဒီပါတော့ဒီဖော်လုံးလေးတွေပြန်ထည့်ပေးလိုက်မယ်ဒီဖော်လုံးလေးတွေပါလုတ်ထည့်ထားတာတော့ဆိုရင်ကျွန်တော်တို့တွေအဲဒီဖော်လုံးလေးကကျွန်တော်တို့တက်ခဲကိုမခလောက်အောင်လို့ပေါ့နော်တက်ခဲကကိခလောက်ပြီးတော့ဝါယာဂျိုးတွေပါတယ်ကြာတော့ခလောက်တော့ပြုတ်ပြန်ပြုတ်ပြဲသွားနေပေါ့နော်အဲ့တော့ကြောင့်အကိကျွန်တော်ကဒီကောင်းလာတာသူကဒီဘေးမှာသူကအပေါ်ကနေပြီးဒီသူ့ရဲ့အဆွတ်နေပေါ့နော်တေချာလုံအောင်ဆွတ်ထားတဲ့အတွက်ကြောင့်ဝါယာတွေလည်းမပြုတ်နိုင်တာပါကျွန်တော်တို့တွေ ဒါမျိုးခဲဆုံးထားမယ်ဆိုရင်အကေလွတ်ကြတာမျိုးတို့ကြာတော့တို့တကယ်ခလောက်ပြီးဒါမျိုးဝိုင်ရတဲ့ပြုတ်တယ်ဘုန်းအခုတော့လည်းမတွေ့လားကျွန်တော်ခလောက်ရနေတန်ပြုတ်သွားပါတယ်ဝိုင်ရတဲ့တိတ်မခိုင်းပါဘူးအဲ့ဒါကြောင့်ဒီဖော်လုံးလေးကိုထည့်ပေးထားတာပေါ့နော်ထည့်ပေးခြင်းလို့ထည့်ပေးခြင်းလို့မိသီးလေးလောင်လို့ဆိုပြီးထည့်ပေးထားတဲ့ဘောမဟုတ်ပါဘူးကောင်းမှမဝင်ရတာပါကျွန်တော်မိတ်ဆွေတို့ပြောတဲ့ဗီဒီယိုတွေကျွန်တော်တင်ပေးပါမယ် ဒီကျွန်တော်တီးတာဆိုရင်တော့တင်ပေးမယ်ပေါ့နော်ကျွန်တော်မတီးတာဆိုရင်တော့တောင်းပန်ပါတယ်ကျွန်တော်လည်းကျွန်တော်ကိုယ်တိုင်တကယ်မတီးလို့ပါမတီးလို့တော့အဲ့ဗီဒီယိုတော့ကျွန်တော်တင်ပေးနိုင်မှာမဟုတ်ပေါ့နော် Okay ဒီလိုခလောက်ကြည့်လိုက်တိတ်ကလောက်ကလောက်ကလောက်မမြင်ရတော့ပေါ့နော်မမြင်ရတော့ဆိုရင်ဒါတကယ်ကညင်နေပေါ့နော်တကယ်ညင်နေဆိုရင်ကျွန်တော်တို့ဝိုင်ရယ်မပြုတ်နိုင်ပါဘူး ဒီကောင်းလေးကိုဆေးလိုက်ပေါ့နော်ဒီဟာလေကျွန်တော်တခုနဲ့တုတ်လိုက်မယ်ဒီလူနေမှာသူအမုံနေပေးနေဒီတာမျိုးလေးအုပ်လိုက်နော်ဒီနေရာမှာကျွန်တော်တို့မြဲချင်းတဲ့ဒီအပေါ်အရစ်ကလေးကိုကော်နဲ့မကက်နိုင်တော့ကော်နဲ့မကက်ပါနဲ့နော်ကော်နဲ့ကက်လိုက်ကျွန်တော်တို့နောက်တစ်ခါပြန်ဖွင့်တော့မယ်ဆိုမလွယ်ပါဘူးဒီဘောကနေတိတ်ကလေးနဲ့ကျွန်တော်တို့ပတ်ပေးလိုက်ပေါ့နော်တိတ်ကလေးနဲ့ပတ်ပေးလိုက်ပါတာမျိုးတိတ်ကလေးနဲ့ပတ်ပေးလိုက်ကျွန်တော်တို့မပတ်တော့ဘူးပေါ့နော်โอเคမိဒီလေးကျွန်တော်တို့ဖွင့်ကြည့်လိုက်မယ် မိသီးရတော်တော်လင်းလာတာတွေ့ရတယ်ပေါ့နော်အစောကနေကရင်တားဟိုလင်းလာတယ်ပေါ့နော်တခဲချင်းလိုက်တဲ့အတွက်ပေါ့နော် okay ဒီဗီဒီယိုလေးမှာကျွန်တော်အဓိကပြောချင်တာတော့ဒါမျိုးပြဿနာဖြစ်ရင်ကျွန်တော်တို့တခဲလဲပြီးပေါ့နော်တခဲတခဲရမဖြစ်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီအာသွင်ကောင်းနေသွားစစ်ကြည့်ပေါ့နော်ဒီအာသွင်ကောင်းနေစစ်ကြည့်ပါအတူချင်းဒီအာသွင်ကောင်းနေကိုအဲအတူနဲ့တခဲရကျွန်တော်တို့အာအပြည့်အာအပြည့်ရှိနေတယ်ဆိုရင်ကျွန်တော်တို့ဒီတခဲရအာအပြည့်ရှိနေဆိုရင်ကျွန်တော်တို့ဒီတိုင်းဒီအချွန်းလေးနဲ့ဒီကောင်းလေးတွေထိုးလိုက်တာပဲလို့နော် ဒီကောင်းလေးရဲ့ဒီအလေကိုင်းဥဒန်လေးရတာအပေါင်းပေါ့နော်ဒီဘေးမှာဆိုတန်ပြားလေးပါပါတယ်အဲ့တန်ပြားလေးနဲ့နှစ်ခုထိုးလိုက်တယ်မီလေးတွေပွင့်နေပေါ့နော်ဒီမီလေးတွေပွင့်ပါတယ်အကေဒီကောင်းလေးကောင်းမကောင်းကိုကျွန်တော်တို့သိချင်နေဆိုရင်ဒီကောင်းလေးကအဲကောင်းမကောင်းကိုဒီကောင်းလေးနဲ့ကျွန်တော်တို့အတွင်းနဲ့တက်ခိုင်းနဲ့ဆက်သွဲထားတာပဲဖြစ်ဖြစ်သိချင်တာဆက်သွဲနေတာလားသိချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီကောင်းလေးကောင်းမကောင်းကိုသိချင်နေဆိုရင်ကျွန်တော်တို့ဒီအဲမီဒီထိုးတဲ့ ဟိုချာဂျင်တုံးနေရှိပေါ့နော်အဲ့ချာဂျင်တုံးနေထိတ်ကကောင်းမှာမီးလေးနေပေါ့နော်အဲ့ကျိုးလေးနေထိုးကြည့်လိုက်ပါထိုးကြည့်လိုက်လို့ဒီခေါင်းလေးကမီးလေးလာလင်းနေတယ်ဆိုရင်ဒါဆိုရင်ဒီခေါင်းလေးကကောင်းနေပေါ့နော်အကေးဒီနားမှာခေါင်းလေးကမီးလေးလာမလင်းမဲနဲ့နေတယ်ဆိုရင်ဒီခေါင်းမကောင်းဘူးလို့ယူဆလို့မရပါဘူးအတွင်းထဲကဒီခေါင်းလာတဲ့ပထရီကျိုးလန်ပြုတ်နေတာလားဒါမှမဟုတ်တခဲအားမရှိတာလားလို့ယူဆလို့ရတယ်ပေါ့နော်ယူဆလို့ရတယ်ပေါ့နော်ဒီခေါင်းလေးကောင်းမကောင်းလို့တေချာလေးကျွန်တော်တို့မျက်လုံးနဲ့ကြည့်ပြီးတော့ဆုံးဖြတ်လို့ရတယ်ပေါ့နော် ကိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုကျွန်တော်ဒီမှာပဲအဆုံးသက်ချင်ပါတယ်အဆုံးသက်ချင်ပါတယ်ပေါ့နော်ကျွန်တော်ဒီပရိသတ်တွေလည်းမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ကျွန်တော်ထပ်ပြီးဆုတောင်းပါတယ်ဒီဗီဒီယိုလေးမှာလည်းမရှင်းနိုင်ရှင်ကျွန်တော်ဒီကောမမမေးခဲ့လို့ရတယ်ပေါ့နော်ကျွန်တော်အားဖြေပြီးပါမယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးပါဒီမှာအဆုံးသက်ပါမယ်ဗျာ